အားလုံးပဲမင်္ဂလာပါနော်ဆရာတို့ပြန်ဆက်လိုက်အောင်ဆရာတို့ဒါလေးကတော့ဆရာတို့ဒီ16ရက်နေ့ကနေပြီးတော့20ရက်နေ့အတွက်ပါနော်16ရက်နေ့ကနေပြီးတော့20ရက်နေ့အတွက်ဆရာတို့ကဏ္ဍမူလေးပေါ့နော်ကဏ္ဍမူဆိုတာဆရာတို့ဒီ60လို့အားထွက်ခဲ့တာနဲ့နော်60အားထွက်ခဲ့တာနဲ့ဆရာတို့နော်ဒီအပတ်ကကဏ္ဍနေကသူ့ရဲ့နောက်ပတ်မှာပြန်ကြအနေနဲ့တစ်ချိန်ဆင်းပေးတယ်ပေါ့နော်တကြိမ်ဆင်းပေးတယ်အဲ့တော့ဒါဒီ60အားထွက်တာနဲ့ဒီဘက်ကကဏ္ဍနေဒီနောက်ဘက်မှာတကြိမ်ဆင်းပေးတယ်ဟုတ်လားကျွန်တော်ရဲ့မျိုးတွေဒီဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးเนาะ ျွန်တော်ဆရာပေးထားတဲ့ကလင်နာလေးနဲ့ဒီကျွန်တော်မျိုးတွေကစစ်ကြည့်ရမှာပေါ့နော်စစ်ကြည့်ရမှာပေါ့နော်ဆရာတို့ဒီမှာဒီနော်ဒီသူ့ရဲ့မှန်ကန်မှုနေထားတယ်လို့ရှိတယ်နော်ကျွန်တော်ဆရာတို့စစ်ကြည့်ရအောင်နော်ဆရာတို့60လို့နော်ဆရာတို့ဒီမှာ60လို့အာထွက်ခဲ့တာ ਨੇ နော်60လို့ဒီမှာဒီဘက်မှာအာထွက်ခဲ့တာ ਨੇ သူ့ဘက်ထဲကကနန်းတစ်ကွက်ဒီငါးခွန်ဒီနောက်ဘက်မှာငါးခွန်ဆိုပြီးတော့ပြန်ကြအနေနဲ့ပြန်ကြတယ်เนาะဒါဒီမှာ60အာထွက်ခဲ့တာ ਨੇ သူ့ရဲ့ဒီဘက်ထဲက68ဒီ သူ့ရဲ့နောက်ဘက်မှာ69ဆိုပြီးပြန်ကြအနေနဲ့တစ်ကြိမ်စာထွက်ခဲ့တယ်။ဒါတော့ဒီမှာ366630ဆိုပြီးအထွက်ခဲ့တာနဲ့သူ့ဒီဘက်ထရေကနန်းဒီခွန်ခွန်ဒီနောက်ဘက်မှာခွန်ခွန်လို့ပြန်ကြအနေနဲ့ပြန်ကြတယ်ကျတော့ဒီမှာ60လို့အထွက်တာနဲ့သူ့ရဲ့ဒီပတ်ထရကနန်းနေဖြစ်တဲ့10နှစ်ဒီနောက်ပတ်မှာ10နှစ်လို့ပြန်ကြတယ်။အဲ့ဒီလိုပဲတရားဒီမှာ60လို့အထွက်တာနဲ့သူ့ရဲ့ဒီပတ်ထရခွန်10ဒီသူ့ရဲ့နောက်ပတ်မှာ10ခွန်ဆိုပြီးတော့ပြန်ကြတယ် ဆိုတော့ဒီမှာ60လို့အထွက်တာနဲ့သူရဲ့ဒီဘက်ထဲရခဏနှစ်နှစ်ဒီနောက်ဘက်မှာနှစ်နှစ်ဆိုပြီးတော့ပြန်ကြတယ်ဆိုတော့ဒီမှာ60လို့အထွက်တာနဲ့သူရဲ့ဒီဘက်ထဲရခဏ၄၄ဒီနောက်ဘက်မှာ၄၄ဆိုပြီးတော့ပြန်ကြတယ်နော်ပြီးတော့ဆရာတို့ဒီမှာ60လို့အထွက်တာနဲ့နော်သူရဲ့ဒီဘက်ထဲရခဏ၃၄ဒီနောက်ဘက်မှာ၃၄လို့ပြန်ကြတယ်နော်ဆရာတို့ဒီမှာ60လို့အထွက်တာနဲ့သူရဲ့ဒီဘက်ထဲရခဏ၉၆ဒီသူရဲ့နောက်ဘက်မှာ၉၆လို့ပြန်ကြတယ် တော့ဒီမှာ60လို့အထွက်တာနဲ့သူ့ရဲ့ဒီဘက်ထက်ကကဏန်းနေတွေကဒီမဲ36ဒီ60လို့ပြန်ကြတယ်အဲ့ဒီလိုပဲဆရာတို့ခုဒီမှာလည်းပဲ60လို့အထွက်တာနဲ့ဆရာတို့ဒီဘက်ထက်ကကဏန်းဒီကဏန်း10ကွက်ဒီသူ့ရဲ့နောက်ဘက်မှာပြန်ကြနေတယ်တစ်ချိန်စာပေါက်ဒီရမှာဖြစ်ပါတယ်ဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးဒီနော်အော်ဆရာတို့ဒီမှာပေးထားတယ်နော်ဒီ10ကွက်လေးကိုထိုးမယ်ဆိုရင်တစ်ချိန်စာပေါက်ဒီတည်ကြပေါက်ရမှာဖြစ်ပါတယ်နော် ဒါလေးကိုကျွန်တော်မျိုးတွေနားလဲလားနားလဲတယ်ဆိုဆရာကြီး comment အောက်မှာနားလဲတယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှတ်ငဲ့ပေးပါဗျာနော်ဟုတ်ပြီနောက်တစ်တစ်ခုကပေါ့နော်ဆရာတို့ဒီ likely လို့ရင်းနဲ့ကျွန်တော်မျိုးတွေပြောခဲ့တာဒီ60လို့အထွက်တာ ਨੇ တဲ့သူ့ရဲ့နောက်ရက်မှာအပူးဒီတစ်ကြိမ်ဆင်းတယ်ညီကိုဒီတစ်ကြိမ်ဆင်းတယ်ဟုတ်လားဟုတ်လားကျွန်တော်မျိုးတွေအပူးထိုးတဲ့မျိုးတွေအပူးကိုတင်ထိုးထားပါညီကိုထိုးထိုးထိုးတတ်သောမျိုးတွေဒီညီကိုတင်ထိုးထားပါ ဟုတ်လားဆရာကြီးပြောရင်ယုံရမှာလားမယုံရပါဘူး60လို့ထွက်တာနဲ့သူ့ရဲ့နောက်ပတ်မှာဘာထွက်မှာလဲအပူးလို့ထွက်မယ်60လို့ထွက်တာနဲ့သူ့ရဲ့နောက်ပတ်မှာဘာထွက်မှာလဲညီကိုဆိုတာထွက်မယ်ဟုတ်ပြီကျောင်းဆရာတို့အဲ့ဒါဆိုရင်ပြန်ပြီးတော့စစ်ကြည့်အောင် နော်ဆရာတို့ဒီမှာနော်ဒီမှာ60လို့အာထွက်တာနဲ့သူ့ရဲ့နောက်ပတ်မှာအပူးဒီ33လို့ကြားတယ်ညီကိုဒီ86လို့ကြားတယ်60လို့ထွက်တာနဲ့သူ့ရဲ့နောက်ပတ်မှာအပူးဒီ88လို့ကြားတယ်ညီကိုဒီ11လို့ကြားတယ်3လို့ကြားတယ် 60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာညီအပူးဒီခွန်ခွန်လို့ကြာတယ်ညီကိုဒီ89လို့ကြာတယ်60လို့နော်ဒီမှာ60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာအပူးဒီဒီမှာတော့ပိတ်ရရှိတော့အပူးကတော့ဒမင်ဖောင်းနဲ့ညီကိုဒီခွန်8လို့ကြာတယ်60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာအပူးဒီလေးလေးလို့ကြာတယ်ညီကိုဒီ8ခွန်လို့ကြာတယ်60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာအပူးဒီ1နှစ်လို့ကြာတယ်ညီကိုဒီ9လေးလို့ကြာတယ်60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာအပူးဒီလေးလေးလို့ကြာတယ်ညီကိုဒီညီကိုဒီ19လို့ကြာတယ် ။ဒါတော့ဒီမှာလည်းပဲ60လို့ထွက်တာနဲ့သူ့ရဲ့နောက်ဘက်မှာအပူဒီ99လို့ကြားတယ်ညီကိုဒီ45လို့ကြားတယ်။အဲ့တော့ဒီမှာလည်းပဲဆရာတို့ဒီ60လို့ကြားတာနဲ့ဒီဘက်မှာအပူဒီ88လို့ကြားတယ်ညီကိုဒီ96လို့ကြားတယ်။ဆရာတို့ဒီမှာ60လို့ထွက်တာနဲ့သူ့ရဲ့ဒီနောက်ဘက်မှာအပူဒီ95လို့ကြားတယ်ညီကိုဒီ65လို့31လို့ကြားတယ်1 3လို့ကြားတယ်။ဟုတ်လား။အဲ့လိုဆိုရင်ဆရာတို့ခုဒီမှာလည်းပဲ60လို့ထွက်တဲ့အတွက်ကြောင့်မဆရာတို့ဒီမှာထိုးရမှာဒီအပူထိုးရမယ်ညီကိုထိုးရမယ် နော်ဆရာကြီးကျမတို့ကတော့အများကြီးမထိုးနိုင်ဘူးနော်ဒီခေတ်ကနေပြီးတော့ဆရာတို့ရွေးပြီးတော့ထိုးမယ်ဆိုရင်အပူထိုးမယ်ဆိုရင်လည်းကျွန်တော်မျိုးတွေသူ့ရဲ့မှန်ကန်မှုနေထားတဲ့ဒီချိန်ပဲဖောင်းထားတယ်၁၀ချိန်မှဒီချိန်ပဲဖောင်းထားတယ်ဟုတ်နော်ညီကိုဒီ၁၀ချိန်မှ၁၀ချိန်လုံးမှန်ထားတယ်တော့ဗျံကြဒီ၁၀ချိန်မှ၁၀ချိန်လုံးမှန်ထားတယ်ဟုတ်ကဲ့ပါနော်ကျွန်တော်မျိုးတွေဒါလေးကိုဆက်ခွင့်ချော်လေးရိုက်ပြီးတော့ယူထားပေးပါနော်ဆက်ခွင့်ချော်လေးရိုက်ပြီးတော့ယူထားပေးပါအာဆရာရဲ့မိသားစုအဖွဲ့ဝင်မယ်ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေဒီနော်ဆရာရဲ့ဒီ Viber ဖုန်းနံပါတ်နော်ဆရာရဲ့ဒီ Viber ဖုန်းနံပါတ်မှာ နော်ဒီမိသားစုဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးဒီဖုန်းနံပါတ်နှလုံးပေါ့နော်660 560 996 936 963 4ခုကို2ခုကိုမှအဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါနော်နော်ရမှာတော့၄လုံးခွေ၃လုံးခွေမွေးကန်နဲ့ပတ်တီးရမှာပေါ့နော်ဒါကတော့ဒီဆရာရဲ့ငွေလွှဲဖုန်းကတော့ဒီဖုန်းတစ်လုံးနဲ့ပဲနော်နော်ဆရာရဲ့ဒီ၄လုံးခွေ၃လုံးခွေဒီမှာဆိုရင်ဆရာကျွန်တော်မျိုးတွေဒီဒီလိုပေါ့နော်ဒီမှာ၄လုံးခွေ၃လုံးခွေဒါဆိုအရင်ဘက်တော့မှန်ကန်မှုနေထားတယ်ပေါ့နော်ဆရာတို့30ရီ83နေ99ရီ83နေထွက်တယ်နော်ဒီပြီးတော့ကြတော့ဆရာတို့ဒီမှာမွေးကန်နဲ့ဟူးမကျော်ပတ်တီးတစ်လုံးရမယ်ပေါ့ နော်ပတ္တိမှာဆိုရင်လည်းကျွန်တော်80 83တွေရော30တွေရောနော်ကျွန်တော်ဒီမှာမွေးကပ်မှာဆိုရင်လည်းကျွန်တော်3 1တွေရော30တွေရော2 3တွေရောနော်ကျွန်တော်အပိန်းနဲ့ညက်နေမှာဆိုတော့တကွာကောင်း3 1နဲ့ဆရာအောင်ခဲ့တယ်ဟုတ်လားဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေကနော်ဆရာစီကိုမိသားစုဖွဲ့ဝင်မယ်ဆိုရင်နော်ဆရာရဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့ဆရာရေးနော်မိသားစုဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးတော့စာပို့ပေးလိုက်ပါနော် မိသားစုအဖွဲ့ဝင်ကျင်လို့ပါဆိုပြီးတော့စာပို့ပေးလိုက်ပါတော့။အပြီးတဲ့ခါကျဆရာရဲ့ဒီငွေလဲဖုန်းငွေလဲပြည်စာပေးပို့ပေးရမယ်။ဒီလိုမျိုးငွေလဲပြည်စာပေးပို့ပေးပြီးပြီဆိုတာနဲ့တော့ဆရာကဒီလို channel link လေးပေးလိုက်ပါနော်။ကျွန်တော်ရဲ့မျိုးဒီဒီကလင်လေးထဲမှာဒီအပြာရောင်စာတန်းလေးကိုနှိပ်လိုက်တာနဲ့နော်ဒီဆရာရဲ့ဒီအာနော်မိသားစု group ထဲကိုရောက်သွားမိသားစု channel ထဲကိုရောက်သွားမှဖြစ်တယ်ပေါ့နော်။ ပြမယ်ဆိုမှလိုင်းရမကောင်းပြန်နေနော်ဆရာရဲ့ဒီဒါမျိုးဆိုဆရာရဲ့မိသားစု channel ထဲရောက်သွားပြီပေါ့နော်ဒီမှာဆိုရင်မိသားစုဖွဲ့ဝင်ကတ်တွေကိုတနင်္ဂနွေနေ့ည8:00နာရီမှာဆွန်းဆွန်းလင်းလင်းတင်ပြသွားမှာပဲနော်ဒါမျိုးလေးတွေပေါ့နော်ဒါဒါဆိုရင်ဆရာရဲ့မိသားစု channel ထဲကိုရောက်သွားပြီဖြစ်ပါတယ်နော်ရှားမယ်နော်ဒီ channel ထဲမှာကြည့်ရမှာနော်ဒီ channel ထဲမှာကြည့်ရမှာနော်ဟုတ်ကဲ့ပါနော် အဲဆိုရင်ကျွန်တော်မျိုးတွေကိုနော်ဆရာဒီတော့တပတ်ကိုနော်ကျွန်တော်မျိုးတွေပေါက်သီး၄ချိန်စာပေးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့နော်တခုဆိုရင်ကျွန်တော်မျိုးတွေဒီနော်ပြန်ပြန်ကြထိုးမယ်ဆို၄ချိန်စာပေါက်သီးရမယ်အပူထိုးရင်၄ချိန်စာပေါက်သီးရမယ်ညီကိုထိုးရင်၄ချိန်စာပေါက်သီးရမယ်ဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုဖိုင်လေးမှာဆရာဒီအာမကန်ပတ်တီးလေးကိုတင်ပေးမှာဖြစ်ပါတယ်နော်ဆရာတို့နောက်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲနော်ဗိုင်ဗိုင်နော်